မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမောင်နေကြီးရေးသားသော ရွှေခေတ်ကဏ္ဍဝင်မင်းသားမင်းသမီးများစာအုပ်မှာအကယ်ဒမီရှုမှုအဆန်းဆန်းရေးအကြောင်းကိုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒရဝယ်အကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ကောဒါကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် ရှုမွာဦးကျော်စစ်တဲနဲ့မင်းသမီးတဲမှာတော့ဆန်းဆန်းအေးကထိတ်ဆုံးလို့ဆိုရမယ်။မင်းသားဇော်ဝမ်လင်းထဲဆွေစဉ်ထိုက်တို့၃ယောက်ဆိုရင်လေရှုမွာဦးကျော်ရိုက်တဲ့ဆေလိုရာစေဇက်ကားကစပြီးရုပ်ရှင်တွေကိုရောက်ရှိလာသူတွေဖြစ်တယ်။ဆန်းဆန်းအေးရဲ့ပထမဆုံးအမှုပညာပိုးကဂီတကစခဲ့တယ်။အကိုဖြစ်သူကညီမဖြစ်သူကိုနီးစပ်ရာတကယ်ချင်းတီးဝိုင်းနေနဲ့တွေ့ပြီးခဲ့တယ်။ပထမဆုံးသူခုမအောင်တန်းအပျော်ရန်အဖွဲ့မှာဆိုရတယ်။တခါတလေမှာတော့တခြားဝိုင်းတွေမှာတီးဆိုခဲ့ရတယ်။တီးဝိုင်း င်းအဖွဲ့ကကျင်းနှံရုံမှာအခြေစိုက်တော့ဘွားရီလှုပ်သူကဝါသနာဥမလေးနာကိုတကောက်ကောက်လိုက်ခဲ့ရတယ်။ရုံမရှင်တချင်းကိုပထမဆုံးစတင်ပြီးဆိုခဲ့တယ်။အောင်မြင်လာတဲ့တချင်းမဟုတ်ပေမဲ့တဖြည်းဖြည်းနာမည်ရစပြူလာပါတယ်။ဒီနောက်နွယ်နီပန်းတချင်းဆိုပြီးတဲ့နောက်တောဒရှင်မဂဇင်းကသူ့အကြောင်းဆောင်းဝါးတွေရေးပေးခဲ့တယ်။မျက်နှာဖုံးမဲ့ဖြစ်လဲသုံးပေးခဲ့တယ်။အဲ့ဒီမျက်နှာဖုံးကြောင့်ပဲရှုမဥကျော်ကစိတ်ဝင်စားပြီးခေါ်ယူတွေ့ဆုံခဲ့တယ်။တောဒရှင်အဖွဲ့သားများဖြစ်တဲ့ဥကိုဥဦးတန်းစုတို့ကရှုမဥကျော်စီ ခေါ်သွားပေးခဲ့တယ်။အဲ့ဒီအချိန်ဆန်းဆန်းရဲ့အသက်က15နှစ်။ရှုမွားဥကြောထမ်းမှာတနည်းတည်းတည်းပညာစည်းမှုဝင်ရခဲ့တယ်။အတော်တန်လေ့လာခွင့်နဲ့ကင်မရာရှေ့နေရထိုင်ရလာတဲ့အခါဆန်းဆန်းရဲ့အတွက်ကံကောင်းစီမဲ့အခွင့်အရေးကလေးတစ်ခုရလာခဲ့တယ်။အဲ့ဒီဇာကကရွှေရင်သိမ့်တဲ့မင်းသမီးကမျက်မှောင် မျက်မော်မအားလက်လို့မလာနိုင်တဲ့အခါရှုမွားဦးကျော်ကရှူတင်မပြတ်အောင်စန်းစန်းရေးကိုမျက်မော်နေရအစာထိုးသေးုပ်ဆောင်ရိုက်ခဲ့တယ်။တကယ်တမ်းရွှေရင်သိန်းသိက်ကိုရိုက်တဲ့အခါကျတော့မျက်မော်နဲ့ဆက်လက်မရိုက်ဖြစ်တော့စန်းစန်းရေးကိုခေါင်းဆောင်မင်းသမီးဖြစ်ရှုမွားဦးကျော်ကစင်တင်ရိုက်ခဲ့တာပါ။ရွှေရင်သိန်းသိက်မှာမင်းသားမောင်တင်ကခေါင်းဆောင်မင်းသားဖြစ်အပဝင်သေးုပ်ဆောင်ခဲ့ပါတယ်။စန်းစန်းရေးမင်းသမီးစဖြစ်တော့သူ့အသက်က16နှစ်ပဲရှိပါသေးတယ်။ ရွှေရင်သိန်းသစ်ကနဲ့စံစံရေးရုပ်ရှင်လောကကိုခြေချခဲ့တယ်။1962ခုနှစ်ကပါစံစံရေးအသက်16နှစ်ရောက်တော့မင်းသားမောင်ရင်ထွေးနဲ့မေတ္တာမြကအိမ်အောင်ကြခဲ့ပြီးသမီးအကြည့်နဲ့တားငယ်ကလေးနှစ်ယောက်ရခဲ့ပါတယ်။စံစံရေးရဲ့ပြောစကားအရသူမဟာရုပ်ရှင်ရိုက်စာမှာဝါသနာမပါခဲ့ပါဘူး။ငငယ်တုန်းကကရရမယ်ဆိုရင်ကျမဖြစ်ကိုမဖြစ်ဘူး။စိုးမယ်အမှုရာလုပ်မယ်ဒါကြတော့ဖြစ်တယ်။ဒါပေမဲ့ကျမဘာမှတော့အောင်မြင်လှတယ်မဟုတ်ဘူး။မှန်တမ်းတော့ပါပဲ။ ဒါတွေကအရေးမကြီးပါဘူး။ဝါသနာပါတာကိုဆက်လိုက်မတက်လုပ်နေရရင်ကျေနပ်တာပါပဲ။အခုတော့ကျမကတ်တန်နေပါပြီ။ကတ်ရအောင်လဲတင်ထားရတာပေါ့။မနုပညာသမားဆိုတာဘာမစိုးလိုတယ်မို့လား။ ကျမငငယ်ကကြိုက်ခဲ့တဲ့မင်းသမီးတွေထဲမှာတော့မင်းရှင်နဲ့မြင့်မြင့်ခင်မဲဟုဆန်းဆန်းအေးကဆိုပါတယ်။ဒါကတော့သူမဘုရားနဲ့ဆန္ဒများဖြစ်ပါတယ်။ရှုမောကဆန်းဆန်းအေးကိုရဲဝန်တော်ဦးအေးနဲ့ဒေါ်လာမြင့်တို့မှ1945ခုနှစ်ဖေဖော်ဝါရီလ20ရက်အင်္ဂါနေ့တွင်ရန်ကုန်မြို့မှာမွေးဖွားခဲ့ပါတယ်။ သူ့ကိုမမွေးခင်ဖခင်ကကွယ်လွန်သွားခဲ့ပါတယ်။မွေးစဉ်6ရောက်ရှိပါတယ်။အကို9ရောက်ဖြစ်ပြီးသူမကအငယ်ဆုံးသမီးပါ။သူမဟာအဖွားနဲ့နေထိုင်ကြီးပြင်းခဲ့ရပြီးကုရှင်ကျောင်းနဲ့ကြောင်မြောင်းကျောင်းမှာပညာသင်ကြခဲ့ပါတယ်။အထက်တန်းထိနေခဲ့သူပါ။သူမရဲ့ကြောင်းနေဘက်မှာတန်းတန်းမြင့်ဖြစ်ပါတယ်။တန်းတန်းမြင့်ဆိုတာရုပ်ရှင်မင်းသမီးထားတာຫນွယ်ပါ။အဲ့ဒီချိန်ကလေးကတန်းတန်းမြင့်ခေါ်ထားတာຫນွယ်ဟာရုပ်ရှင်ရိုက်နေပါပြီ။မင်းသမီးထားတာຫນွယ်ဆိုတာနောက်တစ်ချိန်မင်းသမီးဖြစ်လာမဲ့မင်းသမီးတင်နေညိုရဲ့အမပါ။ ရှုမဆန်းဆန်းအေးဟာမင်းသားမောင်ရင်ထွေးနဲ့အလိုက်ဖတ်ဆုံးအတွဲညီဆုံးဖြစ်ပြီးမောင်ရင်ထွေးနဲ့တွဲဖက်ရိုက်ကူးခဲ့တဲ့ဇာကားများကတော့ရင်ဝဲတသိသိချစ်တဲ့သူရဲ့ရင်ခွင်လူလင်ငယ်သွေးလေးကျိုးတသွေးသွေးတို့ဖြစ်ပါတယ်။ရှုမဆန်းဆန်းအေးဟာတရုတ်ဆောင်နေရာမှာအမတန်ရဲရင်လာပါတယ်။တော်ရုံမင်းသမီးများမလုပ်ရဲတဲ့စစ်တပ်ကမ်းများကိုလူစားမထိုးပဲတက်ဆွန်ဆံပြားတရုတ်ဆောင်ခဲ့သူဖြစ်ပါတယ်။ သူမရဲ့တရုတ်ဆောင်တက်တန်းမှာပြစ်မှတ်ဇကားကိုထူးခြားစွာပါဝင်တရုတ်ဆောင်ခဲ့ပါတယ်။ပြစ်မှတ်ဇကားဟာအသက်ကိုရင်းပြီးလောက်ရတဲ့ဆက်ကပညာကိုအခြေခံရိုက်ကူးခဲ့တဲ့ဇကားပါ။ ထိုစကားကိုအဲ့ဒီချိန်ကနမဲကြော်ကြလာတဲ့ဥမောင်မောင်အာဇာနီစန်းစန်းတို့စက္ကတပင်နဲ့ပူပေါင်းပြီးဒရိုက်တာအဖြစ်ကကြေးမြတ်ဦးကရိုက်ကူးခဲ့ပါတယ်။ဆိုရွှေအေးအသင်ခမောင်ထွေးချူဝါစန်းစန်းအေးတို့တက်ဆွန်စားပြားတည်ရောက်ဆောင်ခဲ့ပါတယ်။1982ခုနှစ်ကပါစန်းစန်းအေးဟာကောင်းကင်ဘားတံပေါ်မှာတည်ရောက်ဆောင်ပြခဲ့တယ်လို့လဲရင်းတရံဆက်ဝိုင်းထဲမှာလက်နှစ်ဖက်ခြေနှစ်ဖက်ကိုကျိုးနဲ့ခတ်ခါခြိနှောင်ပြီးဓမြောင်ပြဝိဇ္ဇာကဓာတ်နဲ့ပေါက်ပြတဲ့အခန်းဆိုတာ ထိသွားရင်မလွဲလှပါဘူးအသက်ရှူမှတော့စေတဲ့ဇကားပါသူမကိုယ်တိုင်လူစားမထိုးရဲဝံစွာတေးဥဆောင်ပြခဲ့သူပါချွေးကလေးဆူဆူမှထုံးဖို့ဘောကပြုတ်ကြတဲ့အခန်းရိုက်ကူးခဲ့ရမှာတော့သူမရဲ့တလက်ကိုဝင်ပြတ်ကြခဲ့ရပါတယ်ရွှေရင်တင်းတင်းမှာတော့အိမ်ကထွက်ပြေးတဲ့အခန်းမှာမောင်းနေတဲ့ကုန်တင်ကားကြီးနောက်မှာတွေ့ဖက်လိုက်ရတဲ့အခါလက်အံသေးပြီးပြုတ်ကြတဲ့အခန်းကိုရိုက်ကူးခဲ့ပါတယ် ဒရိုက်တာစပူထွန်းတက်လွင်ရိုက်ကူးတဲ့ဗီဒီယိုခေတ်ဇက်ကားတစ်ခုမှဆိုရင်နှစ်ထပ်တိုက်ပေါ်ကပြုတ်ကျတဲ့ခန်းကိုတဘာဝကြအောင်လူစားမထိုးကိုယ်တိုင်စူးစမ်းသေးုပ်ဆောင်ခဲ့တဲ့အတွက်အကြမတော်ပြီး6ရက်2ချောင်းကျိုးသွားခဲ့လို့အာရှတော်ဝင်စေယုံမှာတလစီကူတမှုခံယူခဲ့ရဘူးသူပါမင်းသမီးစန်းစန်းရေးကိုယ်တိုင်ပြောထားတဲ့ဇာတ်ကားကတော့သူ့ရိုက်ကူးခဲ့သမျှမှာရွှေရင်တိမ့်တဲ့ကိုအကြိုက်ဆုံးပါပဲတဲ့ သူမရုပ်ရှင်ခိတ္တနားနေချိန်မှာတော့တွန်းလေးသိန်းနိုင်ရဲ့ရုပ်ရှင်ဂီတပြဇက်သပင်နဲ့မင်းသားခမောင်ချင်းရဲ့ပလဲအောင်မင်းဇက်သပင်အဖွဲ့များမှာပြဇက်မင်းသမီးဖြစ်ပါဝင်ကပြတင်ဆက်ခဲ့မှုပါတယ်။ရှုမဆဆန်းအေးရဲ့ရှမ်းရှမ်းတောက်အောင်မြင်စေခဲ့တဲ့ဂန္ဓဝင်ဇက်ကားကတော့အပေရတနာနဲ့ခြေဘွားတော်နူနူဇက်ကားတို့ဖြစ်ပါတယ်။ အကြောင်းမတိုက်ဆိုင်၍အကယ်ဒမီများနဲ့လွဲချော်ခဲ့ရတော့လဲဒရိုက်တာကြီးစိုးတွင်းရဲ့ကူတဲ့စိန်ခွန်နေတဲ့အချက်စကားနဲ့ဇက်ဖို့အကယ်ဒမီစုရရှိခဲ့ပါတယ် သူနောက်ဆုံးရိုက်ကူးခဲ့တဲ့ဇာတ်ကားကတော့ငါဒါငါသွေးငါအေယာဝတီဗီဒီယိုဇာတ်ကားဖြစ်ပြီး2009ခုနှစ်62နှစ်အရွယ်ရောက်မှာကွယ်လွန်ခဲ့ပါတယ်။သူမကွယ်လွန်ချိန်မှာခင်မွန်မင်းသားမောင်ရင်ထွေးတမီးမီမီထွေးတားငယ်မောင်အောင်နှွေးထွေးတို့ကြံရစ်ခဲ့ပါတယ်။ရှုမွားဆန်းဆန်းရေးပါဝင်တရုပ်ဆောင်ခဲ့တဲ့ဇာတ်ကားများစွာထဲမှာမှတ်မိသမျှဖော်ပြပေးပါမယ်။ရွှေရင်သိမ့်တဲ့ရင်ဝယ်တသိမ့်သိမ့်ချစ်တဲ့သူရဲ့ရင်ဝင်လူလီငယ်သွေး လေးကျိုးတသွေးသွေးတဲလွန်စမုံမန်းကိုမှပန်ကျင်သူပန်းယုံပန်းຫນွယ်ကစိန်ဒေါင်းမလေးသားလိန်မထွေးနှမငယ်အပေယရနာခြေဘွားတော်နုနုနေထွက်တော်ညအလှတွင်အရင်ဆက်မလို့ညာကေခိုင်ပိုင်ပိုင်ပန်ပါမယ်ကိုရင်ထဲကမင်းကလေးကျွန်တော်စုံတော့ကြီးစိန်ခေါ်ရဖူးချစ်ဦးသူ ပြစ်မှန်အရှိနဲ့နောက်မတွေ့တန်းချစ်မယ်ချွေးကလေးဆိုဆို ချစ်သက်လျာဦးမင်္ဂလာဦးမြစ်တာပုံတို့နှစ်ခေါက်လေပန်းကျင်သူပြုတ်ချစ်ဦးရဲ့ဖူးစာအကန့်ကြောင်းရဲ့တို့ဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုစုံတိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့ရဲ့ကွန်တာကတ်တွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်